ဆရာကြီးမောင်သိန်းလွင်ဘာသာပြန်ဆိုထားသောမွန်တီခရစ်စတိုမြို့သားကြီးအခန်း42ကျင်းနံမွန်တီခရစ်စတိုမြို့သားကြီးဟာပေရင်မြို့အပြင်ဘက်အမိုင်းအနည်းငယ်ဝေးတဲ့တောင်ဆောင်လေးတစ်ခုပေါ်မှာလမ်းလျှောက်နေပါတယ်။တန်ကုန်းလေးရဲ့ထိပ်ဘက်မှာတော့မြို့စဉ်တစ်ခုရှိတယ်။အဲ့ဒီမြို့စဉ်ရဲ့ဘေးနက်ဖက်လုံးကနေကြီးမားမင်းနဲ့တဲ့လက်တံတွေထိုးထွက်နေတယ်။ဒီတော့သူ့ကြီးရတာအလွန်ကြီးမားတဲ့ပုံးမကောင်ကြီးတစ်ခေါင်နဲ့တူနေတယ်။အဲ့ဒါကတော့ကျင်းနံမြို့စဉ်တစ်ခုပါပဲ။ ခြေလျားတဲ့ဒီလိုကျင်းတဲ့မျိုးစင်တန်းကြီးတန်းဟာတတကြီးတန်းပြီးတတန်းပြေလုံးမှဖြန့်ကျက်တရှိနေပါတယ်။မျိုးစင်တစ်ခုစီမှာလူတစ်ယောက်စီရှိတယ်။အဲ့ဒီလူကသူ့မျိုးစင်သေးကလူကိုလှမ်းပြီးမြင်နိုင်တယ်လို့သူ့နောက်ကလူကိုလေးမြင်နိုင်တယ်။သူ့ရှိမျိုးစင်မှာလူကမျိုးစင်ရဲ့ကြီးမားမေးနေတဲ့လက်တံတင်းတစ်ခုကို အချက်ပြပေးပို့လိုက်တဲ့အခါသူကအဲ့ဒီတင်းကို နောက်ဖက်မျိုးစင်မှာရှိတဲ့လူတို့တဆင့်လှမ်းပြီးပို့လိုက်ုံပါပဲ။ ဲ့ဒီနေနဲ့သတင်းတွေကိုတတိုင်းပြည်လုံးသောအလျင်မြန်စွာပေးပို့နိုင်ပါတယ်မွန်ဒီခရစ်တိုမြို့သားကြီးဟာကျင်းတန်းမြို့စဉ်ကိုမရောက်မချင်းတောင်ကုန်းလေးရဲ့ထိပ်ဖက်သို့တက်သွားပါတယ်။မြို့စဉ်ရဲ့ပပတ်လေးမှာဥယျာဉ်လေးတစ်ခုရှိတယ်။ကျင်းတန်းရိုက်တဲ့လူကဥယျာဉ်ထဲမှာစတိုဘယ်ရီ သီးတွေခူးနေတယ်။မင်္ဂလာနံနဲ့ခင်းပါ။ခမည်းကကျင်းတန်းရိုက်တဲ့လူလားလို့မွန်ဒီခရစ်တိုမြို့သားကြီးကမေးလိုက်တယ်။ဟုတ်ပါတယ်လို့အဲ့ဒီလူကပြန်ပြောတယ်။ ကျင်းတဲ့တည်င်းတွေကိုစောင့်ကြည့်ဖို့ခမားကမြူစင်တင်းမှမနေဘူးလား။အိုးနော်၅မိနစ်ကြာအောင်ဘာတည်င်းမှလာစရာမရှိဘူး။ကျင်းတဲ့ဘလို့ရရတယ်၊စက်တွေဘလို့အလုံးလုံးတယ်ဆိုတာအပေါ်ထက်တက်ပြီးကြည့်ချင်ပါသလားခမား။သိစိတ်ဝင်စားစရာကောင်းမှာပဲဗျာ။ကျွန်တော်လိုက်ကြည့်ချင်တယ်ဗျာလို့မွန်တီခရစ္စတိုမျိုးစားကြီးကပြောလိုက်တယ်။ကျင်းတဲ့ရိုက်တဲ့လူကဥဆောင်ပြီးမြူစင်သေးတော့ဝင်သွားတယ်။မြင်းကြီးထက်မှာတော့ဥယျာဉ်စိုက်ပျိုးတဲ့ပစ္စည်းကရိယာတွေရှိတယ်။ ကိုပြားတွေထုံချစ်တွေနဲ့ရေလောင်းတဲ့အိုးတွေနောက်တစ်ထပ်ကတော့အဲ့ဒီလူရဲ့အေကံကလထိုင်နှလုံးစားဝေးတလုံးအိယာတခုနဲ့မီးဖို့တခုရှိတယ်အပေါ်ဆုံးထပ်ကတော့ဂျင်းနံရိုက်တဲ့အခန်းဖြစ်ပါတယ်ဂျင်းနံပို့တဲ့တန်လက်ကန်နှစ်ခုကိုအဲ့ဒီလူကမွန်ဒီခရစ်စတိုမြို့သားကြီးတို့ပြတယ်ဒီအလို့အတွက်လာခဘလောက်ရတယ်လဲခမားလို့မွန်ဒီခရစ်စတိုမြို့သားကြီးကမေးလိုက်တယ်တစ်နှစ်ကိုပြင်သစ်ငွေ3000ရပါတယ် အငင်းစားပင်စင်လဆောင်မွေကိုရရလာဟုတ်ကဲ့နောက်35နှစ်ကြာရင်ကျွန်တော်အနားယူမယ်လေပင်စင်လဆာနေနေ ground ding ကတရာလောက်ရပါလိမ့်မယ်တနာစရာကောင်းတဲ့လူပဲလို့ Monte Cristo မြို့သားကြီးကအတန်တိုးတိုးလေးနဲ့ညင်းသွားပြောဆိုမိတယ်။ဘာပြောလိုက်တာပါလဲခမားလို့အဲ့ဒီလူကမေးလိုက်တယ်။တိတ်စိတ်ဝင်စားစရာကောင်းတာပဲလို့ကျွန်တော်ပြောလိုက်မိတာပါခမား။ခမားကအဆက်ပြအလုံးကိုနားလေသလား။အကုန်လုံးတော့နားမလေပါဘူးခမား။ ကျွန်တော်ကကျွန်တော်ရရှိတဲ့တည်င်းကိုတခြားလူတယောက်စီပြန်ဖို့ပေးရုံပဲခမ။အဆက်ပြအနည်းငယ်လောက်ပဲကျွန်တော်နားလေပါတယ်။ဒါပေမဲ့ကြည်ပါဦးအခုခမရဲ့အရှိမရှိတဲ့လူကအဆက်ပြနေတယ်။အဲ့ဒါကို ခမနားလေသလားခမလို့ဝန်ဒီဂရီစတိုမျိုးစားကြီးကမေးလိုက်တယ်။ဟုတ်ကဲ့ကျွန်တော်အစင်သက်ဖြစ်ပြီလားလို့သူကမေးနေတာပါ။အဲ့ဒီတော့ခမကဘလို့ပြန်ကြားတယ်လေ။ဟုတ်ကဲ့အစင်သက်ဖြစ်ပြီလို့အတိတ်ပြရတဲ့အချက်ပြနဲ့အရှိရလူကိုကျွန်တော်ပြန်ပို့လိုက်တယ်။ နောက်ကလူကိုတော့သူအစင်သက်ဖြစ်ပြီလားလို့မေးလိုက်တယ်။ရန်ကို ကျွန်းကျင်တာပဲလို့မြို့သားကြီးကပြောလိုက်တယ်။အဲ့ဒီလူကဂုံယူဝင်းကြွားစာပြောလိုက်တယ်။ခမားတွေးလိုက်မယ်။2မိနစ်အတွင်းမှာသူကကျွန်တော်စီတည်င်းတစ်ခုကိုအချက်ပြပေးပို့လိုက်မယ်။အဲ့ဒီတည်င်းကိုကျွန်တော်ကနောက်တစ်ယောက်စီပြန်ပို့ပေးရလိမ့်မယ်။ဒီလိုဆိုရင်ငါလို့ဆရာရှိတဲ့အလုပ်ကိုလုပ်ဖို့2မိနစ်ပဲကြာမှာပဲလို့မွန်တီခရစ္စတိုမျိုးစားကြီးကသူ့ဘာသာသူပြောလိုက်တယ်။အဲ့ဒီနောက်သူကအဲ့ဒီလူကိုအတန်ချင်ချင်နဲ့လှမ်းပြီးမေးလိုက်တယ်။ တခြားလူကတည်င်းပေးပို့နေတဲ့အခိုက်ခမားကတစ်ဖက်ကိုလှိနေမင်းဆိုရင်ဘာဖြစ်မလဲကျွန်တော်ကအဲ့ဒီတည်င်းကိုလွတ်သွားလိမ့်မယ်ပြီးတော့နောက်တယောက်စီကိုထပ်ပြီးမပို့နိုင်တော့ဘူးပေါ့အဲ့ဒီလိုဆိုရင်ဘာဖြစ်နိုင်တယ်လဲသူတို့ကကျွန်တော့ကိုဖရန့်ဝေတရားဒဏ်ရိုက်လိမ့်မယ် ဒါပဲမဲ့ဆိုပါတော့ဗျာခမည်းကသတင်းကိုပြောင်းဖို့မယ်မမှန်သတင်းတစ်ခုကိုပေးဖို့မယ်ဆိုရင်ကောဗျာဟာဒါကတော့နောက်ကိစ္စတစ်မျိုးဗျာဒီလိုဆိုရင်ကျွန်တော်အလုထုတ်ခံရမယ်ပြီးတော့ပင်စင်လာစာလေးပြုတ်မယ်ဒီတော့ခမည်းသိတဲ့အတိုင်းပဲဒီလိုဟာမျိုးတော့ကျွန်တော်လုံးဝမဟုတ်ပါဘူးခမည်း35နှစ်လောက်တဲ့လောက်ခထက်ပို့ပေးရင်တောင်မလုပ်ဘူးလားခမည်းဖရန့်ဝေ15000လေးဒီလောက်ဆိုရင်တော့စဉ်းစားထိုက်ပါတယ်မဟုတ်ဘူးလားခမည်းကကျွန်တော်ကိုအထိတ်တလန့်ဖြစ်စေတယ်ဗျာ ြင်သစ်ငွေ15000နဲ့ကျွန်တော်ကခမားကိုအထက်တလန့်လုံးနေတာလားဗျာကျေးဇူးပြုပြီးတော့ဗျာအရှိဘက်ကမျိုးစင်ကိုကြည့်ပြရစေဦးအခု तू ကကျွန်တော်ကိုအချက်ပြနေတယ်လေ तू ကြည့်မနေပါနဲ့ဗျာဒီစာရွက်လေးတွေကိုကြည့်စမ်းပါမွေဆက်ခုတွေပါလားဟုတ်ပါတယ်ဒီမှာ35ရွက်ရှိပါတယ် ခမားလက်ခံမယ်ဆိုရင်တော့အဲ့ဒါအားလုံးခမားဟာတွေပါပဲ။အော်ဒီမှာဗျအရှိကလူကအဆက်ပြနေတယ်ဗျ။ခမားကြောင့်ကျွန်တော်အာယုံပြတ်သွားတယ်ဗျ။ကျွန်တော်တို့ဒဏ်ရိုက်ခံရတော့မှာပဲလို့အဲ့ဒီလူကအိုပြီးပြောလိုက်တယ်။ဒါကခမားအတွက်ဖရန့်ဝင်တရာပဲကုန်ကြမဲ့ကိစ္စပဲဗျ။ဒါကြောင့်ခမားတီးတဲ့အတန်းကျွန်တော်ငွေဆက်ကူတွေကိုယူလိုက်ပါဗျာဆိုပြီးမြို့သားကြီးကငွေတွေကိုအဲ့ဒီလူရဲ့လက်ထေထိလိုက်တယ်။ ဒါပေမဲ့ဒါအားလုံးမဟုတ်သေးပါဘူးလို့သူကပြောလိုက်တယ်။ဖရမ်ဝင်လေး15000နဲ့ဘေစားလို့တောက်လို့နေထိုင်လို့ရမှာလေ။ဟိုဒီမှာ10000ထပ်ယူအောင်။ဒါဆိုစုစုပေါင်း25000ချီသွားပြီ။ခမားအိမ်လှလှလေးတစ်လုံးနဲ့မြေးနှစ်ဧကကို9000ပေးပြီးဝေနိုင်မယ်။ကျန်တဲ့2000နဲ့အတိုးချစားရင်တောင်ခမားအတွက်တစ်နှစ်ကို1000လောက်ရလိမ့်မယ်။မြင်းနဲ့အေကကျေတဲ့ဥယျာဉ်တစ်ခု။အိုးဖရားရေ။ပြီးတော့အိမ်ကတလုံးပြီးတော့တစ်နှစ်ကိုဖရန့်ဝင်1000လေး။ လာပါဒါတွေကိုယူဆမ်းပါလို့ပြောပြီးမွန်ဒီခရစ်တို မြို့သားကြီးအောင်ဝင်ဆက်ခုတွေကိုအဲ့ဒီလူရဲလက်ထဲအတင်းထုတ်ထည့်ပေးလိုက်ပါတယ်။ကျုပ်ဘာလို့ရမလဲဗျာမွန်ဒီခရစ်တိုမြို့သားကြီးကသူ့ကိုစာရွက်တရက်ပေးလိုက်တယ်။စာရွက်ပုံမှာအချက်ပြသင်ခင်တာ၃ခုရေးထားတယ်။အဲ့ဒီအချက်ပြတွေကိုဒါပို့လိုက်ပါ၃ခုပဲရှိတာပါ။ပို့ရင်မကြဘူးလို့သူကပြောလိုက်တယ်။ ဟုတ်ပါပြီ။ဒါပေမဲ့အဲ့ဒါကိုသာလုံးလိုက်ပါ။ခမည်းလိုချင်တဲ့အရာအလုံးကိုရပါလိမ့်မယ်။ကျင်းနံရိုက်တဲ့လူဟာဆက်ပြီးခဏန်ဆိုင်မရှိတော့ပါဘူးမြို့သားကြီးရေးထားတဲ့စာရွက်ပေါ်ကအချက်ပြတွေကို သူကပို့လိုက်ပါတော့တယ်အချိဘက်မှာလူကအဲ့ဒီအချက်ပြတွေကို မြင်တော့သူကတိတ်ပြီးစိတ်လှုပ်ရှားသွားတယ်ကျင်းနံပို့တဲ့လူယူတော့တာဖြစ်ရမယ်လို့သူကထင်လိုက်တယ်ဒါပေမဲ့နောက်ကလူကတော့တစ္ဆာရှိရှိနဲ့နောက်ဖက်မျိုးစင်တော့ပို့လိုက်တယ် ဲ့ဒီလိုနဲ့ပဲတဆင်မီတဆင်ပို့လိုက်တယ်။တဒင်အမကြီးကို ပေရဲမျိုးတို့မရောက်မချင်းပို့လိုက်ကြတယ်။အဲ့ဒီတဒင်ပေရဲကိုရောက်တဲ့အခါပြည်တရေးဝန်ကြီးထံတင်ပြကြတယ်။ဝန်ကြီးကဘေရန်ဒန်ဂလာရဲ့မိစေတယောက်ဖြစ်တယ်။သူကဘေရန်စီစာတစောင်ချက်ချင်းရေးပြီးအကယ်၍သူ့မှာစပင်အစိုးရထုတ်ပေးထားတဲ့ငွေကြေးစာချုပ်တွေရှိရင်အမြန်ဆုံးရောင်းချပစ်လိုက်ဖို့မှာတယ်။ ။ဒါကြောင့်ဆိုစပိန်ဘီယံဒရန်ကာလို့စ်ဟာပြင်သစ်အကျဉ်းထောင်ကထွက်ပြေးလွတ်မြောက်သွားပြီးစပိန်ကိုပြန်ရောက်သွားပြီးစပိန်မှာတုံ့လန့်ရေးတစ်ခုဖြစ်နေပြီလို့ရေးလိုက်တယ်။ဗေရန်ရဲ့မွေကျင်းအများစုကရှောက်တန်းတန်စပိန်ရှင်းမွေစာချုပ်တွေပေါ်မှာရင်းနှီးမြှုပ်နှံထားတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့သိကြတဲ့အတန်းလွန်ခဲ့တဲ့နှစ်တူတူကြာတုန်းကသူကစပိန်နိုင်ငံမှာစီးပွားဖြစ်ပြီးမွေအမြောက်အများရရှိခဲ့တာကိုအခုဆိုရင် သူက စတိုနက်ရှီယာတိုင်းကို အပြေးအလွှားသွားတယ် ဈေးနှုန်းတွေထိုးကြမတော့ခင်သူ့ရဲ့မွေရှိစာချုပ်တွေကိုခက်မြန်မြန်ရောင်းဖို့အတွက်ဖြစ်ပါတယ်။ဒါပေမဲ့သူကတင်းနောက်ကျလွန်သွားပါပြီ။ဒွန်ကာလိုစပိန်ကိုပြန်ရောက်ပြီးဘာစီလိုနာမှာတော်လိုင်းကြီးတစ်ခုဖြစ်နေပြီဆိုတဲ့သတင်းကစတော့နဲ့ချီယာတိုင်ကိုရောင်းထည့်နေပြီဖြစ်တယ်။ ။တန်ကလာရောင်းတဲ့အချိန်မှာသူ့ရဲ့စာချုပ်တွေကဘာမှတန်ဖိုးမရှိတော့တလောင်းနေနေပါပဲ။တနာရီမပြည့်မီအတွင်းမှာသူ့ရဲ့ငွေကြေးအများစုဆုံးရှုံးခဲ့ရပါတယ်။နောက်နေ့မနေ့ကျတော့ဘရင်ဟာစပိန်ပြည်သို့ပြန်ရောက်တယ်ဆိုတာသတင်းအမှားဖြစ်ကြောင်းအဲ့ဒီမှာဘာတိုလန်ရေးမှလည်းမဖြစ်ကြောင်းသတင်းစာတွေမှာပါလာတယ်။စပိန်ရှင်းဝေစာချုပ်တွေရဲ့ဈေးနှုန်းဟာအရင်ကထက်တောင်ပိုမြင့်သွားပါတယ်။အကယ်၍ဒန်ဂလာသာသူ့ရဲ့စာချုပ်တွေကိုတူကိုင်းထားမယ်ဆိုရင် အမျက်တွေအများကြီးရမှာဖြစ်ပါတယ်။အခုတော့အမျက်ရမယ့်အစားသူ့မှာရှိသမျှအလုံးနီးပါးလောက်ဆုံးရှုံးခဲ့ရပါတယ်။ဒန်တီကသူ့ရဲ့ဂလက်စာရှင်မှုကိုဆောင်ရွက်နေစေဖြစ်ပါတယ်။အခန်း53နောက်ထပ်မင်္ဂလာပွဲတစ်ခု Peran Dangla ရဲ့အိမ်ကိုအိန္ဒိယကေဗင်ဆန်ဒီနဲ့ Eugenie Dangla တို့ရဲ့မင်္ဂလာပွဲအတွက်မီးတွေကိုထိနေအောင်ထွန်းထားပြီးချွန်းလဲတောက်ပစာတင်စားစင်ထားပါတယ်။ အခုအချိန်မှာသူ့မှာရှိတဲ့ပစ္စံအလုံးလေးပါဆုံးရှုံးခဲ့ပြီးပြီဖြစ်တဲ့အတွက် ယူဂျီနီနဲ့ကယ်ဗင်ဆန်ဒီတို့ကိုဖြစ်နိုင်သမျှအစိုးဆုံးလက်ထပ်ပေးရမယ်လို့ပေရန်ကဆုံးဖြတ်တယ်။အဲ့ဒီနောက်မှာမှသူကသူ့သမက်စီကနေမွေးချင်းနိုင်မယ်လို့သူကတွေးတယ်။သူ့သမက်လောင်းကိုအယမ်းချမ်းတာတဲ့လူတယောက်လို့သူကထင်ထားတယ်လေ။သမက်စီကရှေးလို့ရတဲ့အဲ့ဒီပိတ်ဆံနဲ့သူဆုံးရှုံးသွားတဲ့မွေးကြီးတချို့ကိုပြန်ရအောင်သူစူးစမ်းနိုင်မယ်လို့သူကထင်တယ်။ ယူဂျီနီကမင်္ဂလာပွဲမှာတမ်ပန်ရိုးရိုးအဖြူရောင်ဝတ်စုံလေးကိုဆင်မြန်းထားတယ်။ဘာကြောင့်မြတ်ရတနာအစဉ်တန်ဆာကိုမှဝတ်ဆင်မထားဘူး။သူမရဲ့တခုသေးသောအစဉ်တန်ဆာကနှင်းစီပန်းအဖြူလေးတပွင့်ပါ။နေမောင်နဲ့သူမရဲ့ဆံကေတာမှာထိုးဆက်ပန်းစင်ထားပါတယ်။အန်ဒီယာလည်းအဲ့ဒီမှာရှိနေပါတယ်။ကြွတ်ကြုံမှုမှုဝတ်ဆင်ထားပြီးသူ့ကိုယ်သူတိတ်ကျဉ်တဲ့နှစ်တဲ့သဘောကြနေပုံပါပဲ။စတိုးနဲ့ရှီယာတိုင်းမှာ ပေရန်ရဲ့အကြီးအကျယ်ခံစားခဲ့ရတဲ့ဆုံးချုံနစ်နာမှုတွေနဲ့ပတ်သက်ပြီးသူမသိပါဘူးအကေ၍သူသာသိခဲ့ရင်ဒီလောက်ထိပြိုရှင်နေနိုင်မှာမဟုတ်ပါဘူးတယောက်ကလွေးရင်မွန်တီခရစ်စတိုမြို့သားကြီးရောဒန်ဂလာရဲ့မိဆွေအားလုံးမှာမင်္ဂလာပွဲကိုရောက်ရှိနေကြပါပြီမရောက်လာပဲပျောက်ဆုံးနေတဲ့အစ်တေတို့ကတော့ဘီလီဖို့ပါသူပါကြောင့်မလာတာလဲလို့တယောက်ကမေးတယ်ဟာအာရိုနာပါရဲ့အဲ့ဒါကျွန်တော်အပြစ်ပြလို့မွန်တီခရစ်စတိုမြို့သားကြီးကပြောလိုက်တယ် ရှင်ရဲ့အပြေးဟုတ်လားလို့မတန်တန်ကလာကမေးလိုက်တယ်။ရှင်ပါဝဆိုလိုတာလေ။အန်ဒရီယာကနားဆင်းလိုက်တယ်။ဟုတ်ကဲ့ကျွန်တော်အပြစ်ပါလို့မွန်ဒီခရစ်စတိုမျိုးစားကြီးကပြန်ပြောလိုက်တယ်။ဒါပေမဲ့ကျွန်တော်လေးပေတတ်နိုင်မလေးဗျာ။ဟိုတယ်လို့ကကျွန်တော်အိမ်ဖောက်တွင်ခံရတာ။ခင်ဗျားတို့တတိယမှာပေါ့။ဖောက်တွင်တကူထွက်ပြေးနေတော့မှဓာတ်တို့ခံရပြီးတည်သွားတယ်လေ။မတည်ခင်မှာစာတစောင်ရေးပြီးလက်မှတ်ထိုးထားခဲ့တယ်။စာထဲမှာသူ့ကိုဘန်နီတက်တိုဆိုတဲ့လူတစ်ယောက်ကဓာတ်နဲ့ထိုးချောင်းစာရေးတယ်။ ဒါပေမဲ့ရေးတွေကဒီဘန်နီတက်တိုဆိုတဲ့လူကိုဗမာမရှာမတွေ့ဘူးအန်ဒရီယာကအခုထိနားထောင်နေသေးပါပဲဒါပေမဲ့သူကဘေးဖက်ကိုတဖြည်းဖြည်းချင်းရွတ်ရွတ်သွားတယ်တန်ကလာကတော့အနီးရောက်အောင်ပုံပြီးကတ်လာကြတယ်ခမည်းအင်အပြင်ဖက်မှာအသက်ခံရတဲ့ဖောက်ထွင်းတကူအချောင်းကိုပြိုးနေတာလားမြို့သားကြီးတို့သူကမေးလိုက်တယ်ဟုတ်ပါဗျာမော်ဒီခရစ်စတိုမျိုးစားကြီးကပြန်ပြိုးလိုက်တယ်။သူကဒေကရော့ဆိုတဲ့လူတစ်ယောက်ပြ။သူကအကျဉ်းသားတစ်ယောက်လေး။ မာဆေးမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကသူတစ်ကျွန်းဖူးတဲ့လူရဲ့နာမည်ကိုကြားတဲ့အခါတန်ကလာရဲ့မျက်နှာကဖြူဖက်ဖြူဖို့ဖြစ်သွားတဲ့ရေးတွေတုတ်တန်ရတွေကို စစ်စည်းစံအခါတုန်းက သူတို့တွေကသူ့ရဲ့အဝတ်အစားတွေကိုဒေါင်းတောင်းတေးတို့ပြစ်ထိထားကြတယ် ။နောက်ပိုင်းကျတော့သူတို့တွေကအဲ့ဒါတွေအလုံးကိုယူသွားကြတယ်။သူတို့တည်မပြုံးမိတဲ့အောက်ခံခါတို့အင်ဂျီတထေကလွေးရင်ပေါ့။အဲ့ဒီအောက်ခံခါတို့အင်ဂျီကိုဒီနေ့မှကျွန်တော်အိမ်မှာတွေ့တယ်။ကျွန်တော်အစီခံတွေတယောက်ကကျွန်တော်စီယူလာတယ်လေ သေးရစာစွန်းလို့ဒါကြောင့်ကျွန်တော်ကទីလိုက်တယ်ဒေဂရောင်းရဲ့အင်ဂျီဖိရမယ်ဆိုတာအင်ဂျီအိတ်တွေတင်းကတခုတည်းမှာစားတဆောင်လေးရှိတယ်ဗျအဲ့ဒီစာကခမားစီကိုလိမ့်မှုထားတဲ့ဗျဘယ်ရန်တန်ကလာရဲ့လို့မွန်တီခရစ္စတိုမျိုးစာကြီးကပြောလိုက်တယ်ကျွန်တော်စီကိုလို့တန်ကလာကတအံ့တိုးနဲ့ပြောလိုက်တယ်ဟုတ်ပါတကယ်ပါပဲဗျသေးရစွန်းနေတဲ့စာတွေမှာကျွန်တော်ကခမားရဲ့နာမည်ကိုပဲဖတ်နိုင်ခဲ့တယ်ဗျအဲ့ဒီစာဘယ်မှာလဲဗျစာထဲမှာဘာတွေပါလဲလို့တန်ကလာကမေးလိုက်တယ် အဲ့ဒီစာဟာလူတက်မှုနဲ့တစိုက်တည်းတည်းသဆက်ဆက်နေမယ်ဆိုတာကျွန်တော်ရေးမိသိရှိတယ်။ဒါကြောင့်ကျွန်တော်မဖတ်တော့ပါဘူး။အဲ့ဒီစာကို ရေးလဲတော့ပဲအပ်လိုက်ပါတယ်။အန်ဒီယာကေဗင်ဆန်ဒီဟာအခုဆိုရင်အခန်းရဲ့တခြားတစ်ဖက်ကိုတရွရွနဲ့စတင်ထွက်ခွာတော့ပါတယ်။ဒါကြောင့်ခမည်းတော်သိတဲ့အတိုင်းပါပဲမွန်တီခရစ်စတိုမျိုးစားကြီးဟာဆက်ပြိုးတယ်။ဒါပါကြောင့်ဥပဒေအရာရှိမွန်စီယာဘီလီဖို့ဒီနေ့ဒီနေရာကိုမလာရောက်နိုင်တဲ့ဆိုတဲ့အကြောင်းပါပဲ။စာကိုကြည့်ရှုပေးရင် ရေးတွေကခေါ်တဲ့အတွက်ဖြစ်ပါတယ်။အခုအချိန်မှာအန်ဒရီယာကတခြားတစ်ခန်းတစ်ခုသေးသောပျောက်ကွယ်သွားပါတယ်။စက္ကန့်အနည်းငယ်လေးကြာရောလူရန်တအံ့တအိုးဖြစ်သွားရတာကစစ်သားတစုအခန်းတွေတော့ဝင်လာကြတယ်။ဘသူမှထွက်မပြေးနိုင်အောင်တကားတွေမှာအဆောင်တွေချထားလိုက်တယ်။ဒါဘလို့ဖြစ်တာလဲလို့ဒန်ကလာကမေးလိုက်တယ်။ဒီနေ့ကကျုပ်အိမ်မှာခင်ဗျားတို့ဘာလုပ်နေကြတာလဲ။ခင်ဗျားတို့လူကြီးလူကောင်းတွေဒီက အန်ဒရီယာကေဘင်ဆင်နီဆိုတာဘသူပါလဲတို့စစ်သားတွေရဲ့အကြီးအကဲအရာရှိကမေးလိုက်တယ်။လူရန်အခန်းကိုလှစ်ပတ်ပြီးကြည့်လိုက်ကြတယ်။အန်ဒရီယာကိုမတွေ့ရတော့ပါဘူး။ဘာဖြစ်လို့ခမားတို့ကအန်ဒရီယာကေဘင်ဆင်နီကို အလိုရှိတာလဲလို့ဒန်ကလာက မေးလိုက်တယ်။သူက ထောင်ပြေးတယောက်လေးဖြစ်တယ်။ပြီးတော့သူ့ကိုဒီဂရော့ဆိုတဲ့လူတယောက်ကိုတတ်မှုအတွက်အလိုရှိနေတယ်။ဒန်ဒန်ကလာကမေ့မျိုးသွားတယ်။ဂျန်နဲ့အဲ့တဲ့အားလုံးကအထိတ်တလန့်နဲ့အိုလိုက်ကြတယ်။ ဒန်ဂလာကတော့သူ့ကဘာကြီးကအစိမ့်စိမ့်အံဝံဝံကိုကြည့်သွားပြီလို့ခံစားလိုက်ရတယ်။သူ့ရဲ့ပြဆန်တွေလေးဆုံးရှုံးခဲ့ပြီးပြီးတော့အခုသူ့ရဲ့ကြေဝါရှမ်းတာတဲ့တမက်ကိုလေးဆုံးရှုံးရတော့မယ်။စစ်သားတွေကအန်ဒရီယာကိုအိမ်တင်းမှာရှာမတွေ့ပါဘူး။ဒါပေမဲ့သူ့ကိုအဆောင်တွေကအပြင်မှာဖမ်းမိသွားတယ်။သူ့ရဲ့မြင်းလေးတွေတို့တက်တော့မဲ့ဆီဆင်းမှာဖမ်းမိသွားတာဖြစ်ပါတယ်။သူ့ကိုဖမ်းဆီးပြီးထောင်သွို့ခိုးသွားပါတယ်။